ထက်တော်တဲ့လူတွေနဲ့ပေါင်းတဲ့အခါမှာ growth mindset ကြီးရတယ်ဥပမာသူတို့ကဘယ်လိုစူးစမ်းတာဘယ်လိုတိုးတက်အောင် လုပ်နေတာကိုကတာမန်အီယောအီယောပတ်ဝန်းကျင်မှာနေရဆိုဟာဒီလောက်ဆိုရင်ရပါပြီကွာဒီလောက်ဆိုရင်ပဲတော်တော်ဟုတ်လာပြီဆိုတော့ပတ်ဝန်းကျင်မှာနေရဆိုရင်ကိုကလည်းဒီလောက်ပဲဖြစ်လာမယ်ပေါ့ imposter syndrome လို့ခေါ်မှာပေါ့နော်ကိုကိုကိုအာငါဟာဘာမှမဟုတ်သေးပါလားငါတိတယ်ဆိုတာဟာနည်းနည်းလေးပါလားပေါ့နော် ဲမင်္ဂလာပါဒီဘက်မှာတော့ Financial Vigilance Post ကနေပြီးတော့ပေါ့เนาะလူငယ်လေးရဲ့အတွက်ပတ်ဝန်းကျင်စွာအောင်မြင်တိုးတက်ဖို့အတွက်ဒါမှမဟုတ်ရင် Financial Freedom အတွက်အရင်အရေးကြီးဆုံးကိုဆွေးနွေးတင်ပြချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကိုရှိနေတဲ့ပတ်ဝန်းကျင်ပေါ့เนาะကိုနေတဲ့ပတ်ဝန်းကျင်ကဥပမာဆိုလို့ရှိရင်ငွေကိုသုံးဖြုံးတဲ့ပတ်ဝန်းကျင် အဲနောက်ရင်းနောက်တာတော့မစင်စားပဲနဲ့ပျော် အပျော်ပေါက်ပဲလိုက်ရောလိုက်လိုက်စားတဲ့ပတ်ဝန်းကျင်ဆိုလို့ရှိရင်ကိုကိုတိုင်းလည်းလိုက်ပြီးတော့သူတို့အတိုင်းပဲပေါ့နော်လိုက်ပြီးတော့အပျော်ပါပဲမှတ်ပြီးတော့သုံးဆွဲနေတာတို့သုံးဖြုံးနေတာတို့ဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ပတ်ဝန်းကျင်ဆိုတာအရင်ရေးကြည့်တယ်အဲ့တော့ပြောကြတာကဘာလဲဆိုတော့ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာကိုယ့်ထက်ပိုတော်တဲ့လူကိုယ့်အတွက်လေးစားအကြရတဲ့လူတွေပဲလူတွေနဲ့ပဲတိစောက်ထားတဲ့နေပေါ့နော် အဲ့တော့အဲ့ဒီလိုပတ်ဝန်းကျင်ကိုတည်ဆောက်ထားခြင်းအဖြစ်ပေါ့နော်ဆိုလိုအတွက်ရနိုင်တဲ့အကျိုးကျေးဇူးတွေကဘာဖြစ်မလဲဆိုရင် growth mindset ပေါ့နော်ကိုယ့်ထက်တော်တဲ့လူတွေနဲ့ပေါင်းတဲ့အခါမှာ growth mindset တွေရတယ်ဥပမာသူတို့ကဘယ်လိုစူးစမ်းတာဘယ်လိုတိုးတက်အောင်လုပ်နေတာအနည်းဆုံးပေါ့နော်ကိုယ့်တငယ်ချင်းကငွေကိုစုဆောင်းပြီးတော့ဘယ်လိုမျိုးစူးစမ်းရှာဖွေနေတာအမ်ဆိုတာမျိုးတွေကိုကိုယ့်ရဲ့ ဟိုပတ်ဝန်းကျင်ကနေပြီးတော့ purposely learning လုပ်ဆရာမလို့ပဲねဟိုဘယ်လိုပြောမလဲအဲ interact way နဲ့ကိုကိုကိုလည်းပြန် control ဖြစ်သွားတယ်ပေါ့နော်တဘောကတော့ positive peer pressure ဖြစ်တယ်ပေါ့အာဆိုတော့ကိုပတ်ဝန်းကျင်မှာလက္ခဏာနေဟာသွားရအောင်ဘာသွားရအောင် club တက်ရအောင်လို့ခေါ်ခေါ်တဲ့ပတ်ဝန်းကျင်မဟုတ်တဲ့အခါကျတော့ကိုက ဒီဟာတွေအတွက်မလိုအပ်တဲ့ cost တွေမကုန်တော့ဘူးစူဆောင်းမိရတာဖြစ်တဲ့ပြီးရင်ဒီရနေပြီးတော့သူတို့ဘလို့စူးစားတယ်ဘလို့ landing လုပ်တယ်သူတို့ကိုသူတို့ဘလို့ growth step တွေတိဆောက်သွားတယ်ဆိုတော့လေကိုက landing လုပ်ပြီးသားဖြစ်သွားတယ်ပေါ့နောက်တစ်ခုကကြတော့ elevated elevated standards ပေါ့နော်ကိုရဲ့စံနှုံးနေရလဲမြင်လာတယ်ပေါ့နော်ဥပမာဆိုလို့ရှိရင်ကိုကတာမန် EO EO ပတ်ဝန်းကျင်မှာနေရဆိုဟာဒီလောက်ဆိုရင်ရပါပြီကွာ ဒီလောက်ဆိုရင်ပဲတော်တော်ဟုတ်လှပြီဆိုတော့ပဝင်ချင်မှနေရဆိုရင်ကိုကလည်းဒီလောက်ပဲဖြစ်လာမယ်ပေါ့တကယ်ကြီးကိုစူးစမ်းပြီးတော့ high standard ပေါ့နော်တကယ် group mindset ရှိတဲ့ပဝင်ချင်မှနေရဆိုလို့ရှိရင်ကိုယ့်ရဲ့လုပ်ပုံကံမှုအရေးတွေးကိုယ့်ရဲ့တွေးခေါ်ပုံအရေးတွေးတွေရတယ် တက်လာမယ်ပေါ့အဲတချို့ကြတော့ရရဆာဆာရောင်ရဲတက်တဲ့အစိတ်ရှိရပေါ့နော်အဲ့လိုလူမျိုးတွေရဲ့ပုံဝင်ခြင်းမနေရဆိုရင်လေကိုယ့်ရဲ့ financial freedom ကဆုံးရှုံးနိုင်တယ်အဲ့လိုမဟုတ်ဘဲနဲ့ financial freedom ကို focus ထားတဲ့ပုံဝင်ခြင်းမှာကိုယ်ကဒီထိုင်ကြီးပြင်းမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ standard ကလည်း auto မြင့်လာမယ်ပေါ့နောက်တစ်ခုကကြတော့ learning opportunities ပေါ့နော်သူတို့စီကနေကိုက direct way or indirect way or learning လောက် နိုင်သွားတယ်ပေါ့ opportunity ဆိုတဲ့နေရာမှာကစာသင်ခန်းထဲမှာသင်တာသင်ညာပဲရှိတာပေါ့နော်ကိုပတ်ဝင်ခြင်းမှာရှိတဲ့လူတွေစီကကိုယ့်ရဲ့ mentors တွေစီကပြန်လဲသင်ခြင်းရလဲတကယ်ကို good learning opportunities ပဲဖြစ်တယ်ပေါ့ပြီးတော့ကိုထက် တော်တဲ့လူကိုထက်အောင်မြင်နေတဲ့လူတွေနာမှာနေခြင်းအပြင်လည်းသူတို့ရဲ့ပဝင်ခြင်းထဲမှာကိုကဝင်ရောက်ပြီးတော့ဖြစ်သွားတဲ့အခါမှာ ိုယ့်ရဲ့ networking က expand ဖြစ်ပြီးသားဖြစ်သွားတယ်အဲပြီးတော့ဒီ networking ကနေပြီးတော့လဲကိုကလဲ proxy opportunities တွေရနိုင်တယ်ပေါ့မတိမတိမတာပေါ့เนาะတိုးတက်မှုတွေအောင်မြင်မှုတွေရနိုင်တယ်ဥမာကိုကအလုပ်ရှာနေရဆိုရင်တော့မှဒီပတ်ဝန်းကျင်ဒီ network ကနေပြီးတော့ကိုနဲ့တင်တော်တဲ့အလုပ်တစ်ခုကိုရသွားနိုင်တယ်သူတို့စီကနေပြီးတော့ recommendation ရတာပဲဖြစ် referral ရတာပဲဖြစ်ဖြစ်လဲကိုအတွက် learning opportunities တွေဖြစ်ပေါ်လာစေတယ်နောက်တစ်ခုကကြတော့ accelerated growth ပေါ့နော်နောက်ထပ်ရနိုင်တဲ့အကျိုးကျေးဇူးကပါလဲဆိုရင်ကိုယ့်ရဲ့တိုးတက်မှုနှုန်းကပိုမှုပြီးတော့တိတိတတ်တာမြန်ဆန်လာတယ်ဥပမာဆိုလို့ရှိရင်အဲအလုရှာနေတဲ့လူတစ်ယောက်ကကိုယ့်ရဲ့နှုတ်ခွဲဒီကိုယ့်ရဲ့ပိုတော်တဲ့လူကိုယ့်ထက်ပိုပြီးတော့တိတဲ့လူတွေနဲ့ပေါင်းကင်းဆက်ဆံနေတဲ့အခါမှာသူတို့စီကနေပြီးတော့အဲ referrary recommendation တွေရတဲ့အတွက်ကြောင့်မလို့သူများထက်အလုပ်ပုံပုံပိုကောင်းတဲ့အလုပ်ကိုပုံပုံမြန်ဆန်စွာရနိုင်တယ်သလို့ ီးတော့ကိုယ့်ရဲ့ထပ်ပေါ်တော်တဲ့လူတွေနဲ့နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ comfort zone တွေကလည်းအလိုလိုထွက်လာပြီးသားဖြစ်သွားတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့ကိုအားကျလာတဲ့အတွက်ကြောင့်မလို့ပြီးတော့ကိုယ့်ကိုယ်ကိုတော်လှန်ပြီးတက်လာပြီးချိန်ထားတာဒါပေမဲ့ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာပိုတော်ပိုတက်တဲ့လူတွေရှိနေတဲ့အတွက်အရှင်းဆုံးပြောရင်ကိုယ့်ထပ်ပိုချမ်းသာတဲ့လူတွေရှိနေတဲ့အတွက်ကိုယ့်ကိုယ်ကိုမလုံလောက်သေးဘူးဆိုတာသိလာပြီးတော့ပုံမတိုးတက်အောင်စူးစမ်းလာကြတယ်။အဲ့တော့ ပြောရရင်တော့ imposter syndrome လို့ခေါ်မှာပေါ့နော်ကိုကိုကိုအငါဟာဘာမှမဟုတ်သေးပါလားငါတိတယ်ဆိုတာဟာနည်းနည်းလေးပါလားပေါ့နော်ငါမှရှိတယ်ဆိုတာလည်းနည်းနည်းလေးပါလားဆိုတော့အသည့်စိတ်ဝင်လာပြီးတော့ပုံမိုးစူးစမ်းလာခြင်းနဲ့စိတ်တွေဖြစ်ပေါ်လာတယ်ပေါ့နော်အဲ့ဒါအကြောင်းမလို့ကျမတို့ဒီလူငယ်ပဲဖြစ်ဖြစ်လူလက်ပိုင်းပဲဖြစ်ဖြစ်ဘလို့ပဲဖြစ်ဖြစ်ပေါ့နော်ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုကိုယ်ဟာတိကျတိဆောက်ယူရတယ် အဲကိုသွားကျင်တဲ့နေရာမှာရှိနေတဲ့လူတွေရဲ့ environment တွေကိုဝင်နိုင်အောင်ကြိုးစားရတယ်။ကိုတက်တော်တဲ့လူတွေနဲ့လည်းပေါင်းသိမ်းရတယ်။သူတို့စီကနေပြီးတော့လည်း landing လုပ်တင်တယ်လို့ပြောရင်းနဲ့ပြုံးတရားကြိုးရှိမယ်လို့ယူဆပါရတယ်။အားလုံးကျေးဇူးတင်ပါတယ်။